ြန်မာလက်ရွေးစင်ဘောလုံးအသင်းမှာအောင်သူလို့ပြောလိုက်တာနဲ့မြန်မာဘောလုံးပရိသတ်တွေစိတ်လုံရှားသွားကြပါအသေးကြပါပဲ တနိုင်ငံလုံးရဲ့အချစ်တော် U20 မျိုးဆက်အာဆီယံအကောင်းဆုံးလူငယ်စုရဖို့တည်တော်မြန်မာကစားသမားလို့ဆိုလိုက်တာနဲ့အောင်သူ့ကိုပြေးမြင်ကြမှာပါသူကိုအာဆီယံဒေသအတွင်းမှာ မြန်မာမက်ဆီလို့တော့မှသိကြပါတယ်။ဘောလုံးနဲ့ပတ်သက်လာရင်မြန်မာပြိသက်တွေတာမကပဲ။အာဆီယံဘောလုံးပြိသက်တွေပါသဘောကျနှစ်ချိုက်အားပေးကြတဲ့အောင်သူတယောက်လက်ရွေးစင်အသင်းနဲ့ဝေးကွာနေတာကာလအတန်ကြာနေပါပြီ။ဘာကြောင့်အောင်သူမြမလက်ရွေးစင်နဲ့ဝေးကွာနေရတာလဲ။ကစားသမားအနေနဲ့တော့ဒီကစားသမားတိုင်းကသူ့ရဲ့သူကိုပိုင်ရည်ချင်းကတော့ရှိကြတာပဲဒီနော် အဲကောင်သူပေါ့နော်ကျွန်တော်စီနီယာကောင်သူပါတာနဲ့ကောင်သူမပါတဲ့အများကြီးတော့မကွာခြားပါဘူးခင်ဗျဒါပေမဲ့ကောင်သူပါရင်ကောင်သူပုံစံတိုင်းကျွန်တော်တို့တင်ရပုံစံတစ်မျိုးပေါ့နော်ကောင်သူမပါလို့ရှိရင်လည်းကောင်သူမပါတဲ့ပုံစံတစ်မျိုးပေါ့အဲဘလုံးတင်ရတော့ဒီလိုပဲသွားနေမှာပေါ့ခင်ဗျဟုတ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်လဲဆိုရင်တော့ကောင်သူကအဲဘူလော့ဂျေညီမနိုင်ငံမှာလက်ရှိအကောင်းဆုံးတောင်းရတဲ့ပါတယ်ပေါ့နော်အဲကောင်သူမပါနိုင်ရဲ့တော့ကျွန်တော်အဲအားနေသွားရဆိုပေမဲ့လေဒီမှာရှိရပလေယာကြီးအကောင်းဆုံးစူးစမ်းပြီးကစားသွားမှာပါဗျ သူဘယ်လိုကစားတတ်လဲသူဘယ်လိုမျိုး movement လုပ်လဲဆိုတော့ကျွန်တော်ကနားလဲနားလဲအတွက်သူပါတော့ပို့ပြီးတော့ကောင်းတာပေါ့နော်တင်းတော့ပို့ကြိုးရှိတယ်အဲပို့ပြီးတော့ကျွန်တော်တို့တိုက်စစ်အတွက်ပို့ပြီးတော့ကောင်းတာပေါ့နော်သူပါတာသူပါတာကျွန်တော်တို့အတွက်အကောင်းကြီးပါပဲအဲအဆိုးဆိုတာတော့မရှိဘူးဟုတ်သူ့ပေါ်ကျွန်တော်ကတရားခံလို့ယုံကြည်တယ်။ကွန်သူပိုင်းတော့ပိုကောင်းတာပေါ့နော်။ကျွန်တော်တင်းတော့အများကြီးလဲအဲ့လိုကျိုးရှိမယ်။ပြီးတော့ကွန်သူလိုကောင်းတဲ့ player နဲ့အဲ့လိုတင်းမှာပိုင်းတော့တင်းအများကြီးပိုကောင်းလာမယ်လို့ထင်တယ်။ မြန်မာနိုင်ငံမှာအကောင်အကောင်အကောင်ဆုံးတည်းကတယောက်ပြန်လာအောင်ဟိုဒူဘိုင်တော့ကစားရလဲပူလွယ်တယ်ဗျာတူကိုရလည်းဖန်တီးပေးနိုင်တယ်တူကိုရလည်းဂိုးလေးတွေးမင်းနိုင်တယ်သူဟာလက်ရှိ Thailand Wan Club ဥတိုင်းဌာနီအတင်းမှာကစားနေပြီးဇက်တင်ဘာလအတွင်းကဒူးတန်ရာခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ 3လကျော်နားပြီးနောက်မှာဘောလုံးပြန်ကစားနိုင်နေပြီ။ဥတိုင်းအသင်းရဲ့ပွဲထွက်ကစားသမားဖြစ်ပွဲစဉ်တော်တော်များများမှာခြေစွမ်းပြကစားခဲ့ပါတယ်။ဒူးတန်ရပြန်ကောင်းပြီးနောက်ဥတိုင်းအသင်းအတွက်နှစ်ကိုသွင်းပြီး3ကိုဖန်တီးထားနိုင်ပါတယ်။ဒါပြင်ထိုင်းလီရဲ့တပတ်တာအကောင်းဆုံးအသင်းတပတ်တာအကောင်ဆုံးဘောလုံးသမားအဖြစ်လည်းသတ်မှတ်ခံခဲ့ရပါတယ်။ထိုင်းလီပါခြေစွမ်းပြနေတဲ့အောင်သူ လက်ရွေးစင်အတွက်လာမပူပေါင်းနိုင်တာကကစားဖော်ဒီအပေါ်ဘလောက်ထိတက်ရောက်မှုရှိစေနိုင်ပါသလဲဟဲ့လေကတော့အများကြီးမရှိပါဘူးကျွန်တော်တို့အစောပြောသလိုပဲလေသူ့ကိုကျွန်တော်ကတရားခံပုံစံနဲ့တူပေါ့နော်သူ့ရောတရားခံလုံးယုံကြည်တယ်ကျွန်တော်တို့ကဒီကျွန်တော်အဲပြောမယ်ဆိုကျွန်တော်ငငယ်လေးတည်းတွဲလာတာဆိုတော့ဒီကျွန်တော်ခုနပြောလို့ပဲကိုပေါင်းသူပိုင်လဲကျွန်တော်တို့တင်ရပုံစံတစ်မျိုးကောင်းတယ် တော်နေသူရှိတယ်ဗောနော်ကိုအောင်သူမပါပြန်ရင်လည်းပုံစံတစ်မျိုးကပြန်ပြောင်းသွားပြန်ရောဟုတ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ခင်ဗျဟုတ်အဲကိုအောင်တို့ကအများကြီးဖန်တီးပေးနိုင်ရမှာเนาะပြီးတော့တိုက်စစ်သွားတဲ့ခါကျရင်သူ့အနေနဲ့အများကြီးအဲ creation အများကြီးလုပ်ပေးနိုင်ရမှာเนาะ share play share play အတွက်လည်းအများကြီးလွယ်ကုန်လုပ်ပေးနိုင်ဆိုတော့အဲ့အပိုင်းလေးခက်ခဲသွားမယ်လို့ထင်ပါတယ်ဗျတက်ကင်ပိုင်းနေအဲ့လိုတင်လာတိုက်စစ်သွားတာတွေပါတော့ကျွန်တော်တို့တော့နည်းနည်းလေးတော့ကွာချသွားအောင်အဲ့လိုတော့ထင်ဟိုဒူဘိုင်တော့ကစားရလေပူလွယ်တယ်ဗျာတရားသမီး တူကိုယ်တိုင်လည်းဖန်တီးပေးနိုင်တယ်တူကိုယ်တိုင်လည်းအဲဂိုးတွေတွေးမင်းနိုင်တယ်ဟုတ်ကဲ့ကောင်းတယ်ပိုင်းနဲ့ပုတ်ကောင်းတယ်ဒါမဲ့လည်းဟိုအခုဒီမှာရှိရလူတွေလည်းမပါနိုင်တဲ့အတွက်အကောင်းဆုံးကစားမှာပါအောင်သူဟာမြမလက်ရွေးစင်အတင်းထွက်48ပွဲကစားထားပြီးစက်တကူတွင်းယူထားနိုင်ပါတယ်လက်ရွေးစင်အတင်းထွက်အောင်သူရဲ့အကောင်းဆုံးခြေစွမ်းက 2016 Suzuki Pala ပြိုင်ပွဲပါမြန်မာနိုင်ငံမှာအုတ်စုတွင် Asian လုတ်ခဲ့ပြီးအောင်သူကအသင်းအတွက်3ခုထိတွဲယူနိုင်ခဲ့ပါတယ်ဒီတိုင်းမှာအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးစီမီဖိုင်နယ်မှာလည်းထိုင်းနဲ့နှစ်ကြော့စလုံးမှာအောင်သူခြေစွမ်းကထိတ်တန့်ပါ မြေပြေပေါ်မြောက်ပေးထားပြီးမြန်မာခေါင်းလေးချာတကယ်ဝှိုးစားတယ်ဘိုးပါတယ်ခင်ဗျာဒီလိုပြည်သူများခင်ဗျာကျွန်တော်တို့မြေပြေပေါ်ကျလာတဲ့ဘောလုံးကိုကျွန်တော်တို့တိုက်စင်မှုအောင်သူကျွန်တော်တို့ဘယ်အချိန်နဲ့နီးပြကြီးဂက်စီစီကင်တွေတဲ့အတင်းတိုင်းမှာအောင်သူခြေစွမ်းပြနေခဲ့ပြီသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းကောင်းမွန်ပါတယ် 2016စူဇကီဖလားပြန်ပွဲကအောင်သူအတွက်နောက်တဆင့်ရောက်ဖို့လမ်းစလို့လေဆိုနိုင်ပါတယ်လူသားလေးခုတ်ပြပေးထားပြီတန်ပိုင်အောင်သူတယောက်ကိုလက်ထွက်ပြီးတော့ယူတို့သားနေရမြတ်တန်ပိုင်အောင်သူရှောက်လာကနေဘောပြီလားအောင်သူအောင်သူကမြမနစ်မတင်မဖဲနဲ့ဘောအိယာထိုက်ကနေဝဲဝိုက်ပြီးကန်သွင်းနေတာခင်ဗျာညီမအတင်းအတွက်အဖိုးတန်ချေပါကိုအောင်သူ ตัวอยู่ไล่နိုင်แน่ပါ ಬಿ ခင်ဗျာမိနစ်60จ่อจ่อมาအောက်သူရှိုးကတ်ပေးတော့ရပြီကောတိုက်တယ်ကောရပြီခင်ဗျာနမပါခင်ဗျာမြိတ်ချောင်းဒုတိယကောသွေးသားရပြီခင်ဗျာမြမပါဒုတိယကောဦးဆောင်ကောတွေးယူသွားနိုင်ခဲ့ရမယ်ခင်ဗျာ Will ပွဲစဉ်အပြီးမှာအောင်သူကို Thai Club Police ထဲသို့တင်ကခေါ်ယူခဲ့ပြီး Thai League မှာပရိုကစားသမားဘဝစတင်နိုင်ခဲ့ပါတယ်။ Thai League မှာလည်းအောင်သူဟာ Thai Pride တပ်ကြီးရဲ့ချစ်ခင်အားပေးမှုခံခဲ့ရပြီးအောင်သူဂိုးသွင်းတက်တဲ့ဂိုးတိုင်တောင်းကိုအောင်သူတောင်းဆိုပြီးဂုံပြုတ်ခေါ်ဝေခဲ့ကြပါတယ်။အောင်သူယิงလူမီအဖော်ကယิงอย่างสวยเลยครับลูกนี้ปั่นโค้งเข้าไปครับ บุรีรัมย์นำห่าง3ต่อ0จากอองทูครับ พยความพยายามของเขานี่ก็ประสบความสําเร็จจนได้นะครับทางอ่องทูครับจังหวะนี้ยิงด้วยซ้ายนะครับบอนี่ကျွန်တော်ဒီအောင်သူပါမပါပေါ့အဲဒီအောင်သူပါတဲ့မြန်မာ national မြန်မာ national team ပေါ့မြန်မာ national team နဲ့အောင်သူမပါတဲ့မြန်မာ national team ဘာကွာလဲဆိုရင်တော့ဟိုအရင်ကခြေစွမ်းဆိုရင်တော့ဟိုတော်တော်ကြီးကွာလိမ့်မယ်အောင်သူဘလို့ကောင်းခဲ့လဲကျွန်တော်တို့တီးခဲ့တယ်အဲဒီကျွန်တော် U20 ကမ္ဘာဖလားပြိုင်ပွဲမှာအောင်သူရဲ့အတွင်းကိုတွေကိုမြင်တွေ့ခဲ့ရတယ်အောင်သူဒီဟို ASEAN ရဲ့ အဲဟိုလူငယ်အကောင်းဆုံးကစားသမားစုတွေကိုပါရခဲ့တဲ့ကစားသမားပါဒါပေမဲ့နောက်ပိုင်းဘာဖြစ်သွားလဲဆိုတော့သူ့အနေနဲ့ပြည်ပကလပ်တင်းတွေသွားကစားတဲ့အချိန်လေးမှာဒဏ်ရာပြဿနာတွေကြုံလာတယ်ပြီးတော့ဟိုသူ့အနေနဲ့အရင်အလောက်စွမ်းဆောင်မှုတွေတိတ်မပြနိုင်တော့ဘူးအဲ့လိုအချိန်လေးမျိုးမှာလက်ရှိအနေထားဆိုရင်တော့ ဟိုအောင်သူမပါတာအရင်ကြီးတော့ပြဿနာမရှိပေမဲ့အရင်ခြေစွမ်းအတိုင်းဆိုရင်တော့အောင်သူမပါတာတော်တော်လေးပြဿနာကြီးနိုင်တယ်အဲ့တော့အောင်သူအနေနဲ့ဒဏ်ရာပြဿနာရှိရဲဒူးဒဏ်ရာတွေမကြာခဏဖွဲ့စိတ်မှုတွေကြုံတွေ့နေရတယ်သူ့အနေနဲ့သူကစားနေတဲ့ကလပ်အသင်းမှာလည်းသူနေရာရဖို့တော်တော်လေးစူးစမ်းနေရတယ်အဲ့လိုအနေထားမျိုးနဲ့လက်ရှိ national team ကိုမပါနိုင်ဘူးဆိုတော့အရင်ကြီးပြဿနာတော့မကြီးဘူးပေါ့ဒါပေမဲ့အရင်ကခြေစွမ်းမျိုးနဲ့သာအောင်သူ မပါနိုင်ခဲ့ဘူးဆိုရင်တော့ဒီအချိန်မှာမြန်မာ national team အတွက်တော်တော်လေးအေဟိုတော်တော်ဘယ်လိုပြောရမလဲမြန်မာ national team အတွက်တော်တော်လေးတက်ရောက်မှုကြီးမားနိုင်နေပေါ့ဒါပေမဲ့လည်းလက်ရှိအနေအထားမှာအောင်သူရဲ့ခြေစွမ်းလည်းဟိုးအရင်လောက်မကောင်းတော့ဘူးအချိန်ဒီဆိုရတဲ့အတွက်ကတော့အရင်ဟိုသူမပါတဲ့အချိန်ဒီကတိတ်ပြီးတော့ကွာခြားမှုရှိမယ်တော့မထင်ပါဘူးဗျကျွန်တော်ကတော့အဲ့လိုပဲမြင်မိပါတယ်ဟိုအောင်သူလက်ရည်စင်တင်းမှာပြန်ပါလာပြစ်ခဲ့ရင်လည်းမြန်မာလက်ရည်စင်တင်းကိုဟိုစောင့်ကြည့်ရမှာပေါ့အောင်သူရဲ့လက်ရှိခြေစွမ်းကမတည်ငြိမ်ဘူးဖြစ်နေတယ် ုမြမလေးစေတင်ရဖွဲ့စည်းထားတဲ့လူစင်းရလည်းဟိုအရင်ကောင်းလာတယ်မဟုတ်ကောင်းတော့ကောင်းတယ်ဒါပေမဲ့အောင်လူပါလာခဲ့ရင်တော့ပိုကောင်းတော့ပိုကောင်းမယ်လို့ကျွန်တော်မြင်တော့ထင်တယ်ထိုင်းလီမှာခြေစွမ်းပြနေတဲ့အောင်သူကိုမြမလက်ရွေးစင်မှာပြန်မြင်ရဖို့ပရိသတ်တွေကစောင့်မျှော်နေကြပါတယ်အောင်သူသာလက်ရွေးစင် အသင်းမှာပြန်ပါခဲ့မယ်ဆိုရင်အသင်းရလက်တွေလည်းကောင်းလာမယ်လို့မျှော်လင့်နေကြသူတွေရှိနေပါတယ် တချိန်ကမြန်မာမက်ဆီတယောက်လက်ရွေးစင်ဝစ်စုံနဲ့ပြန်ပြီးတော့ပွဲထွက်လာမယ်နေ့ကမြန်မာဘောလုံးပရိသတ်တွေအတွက်စိတ်ချမ်းသာပျော်ရွှင်ရမယ်လို့မျှော်လင့်ယုံကြည်မိပါတယ်။